နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရခိုင်မြောက်ပိုင်းကနေထွက်ပြေးသွားကြတဲ့ဘင်္ဂလားဒေ့ရှ်ရောက်မွတ်စလင်ဒုက္ခသည်တွေအတွေ့တရုတ်အစိုးရကရိခာတန်ရှင်2100ဝေယူနိုင်မယ့်ငွေကြေးပမာဏကိုထောက်ပံ့ကူညီခဲ့တယ်လို့ UNDP သတင်းဌာနကမနေ့ကသတင်းထုတ်ပြန်ပါတယ်။လာမယ့်12လအတွက်ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေအတွေ့အပူငွေဒေါ်လာသန်း120အရေးပေါ်လိုအပ်နေချိန်မှာတရုတ်အစိုးရရဲ့အကူအညီထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီကူညီကိုတရုတ်အစိုးရက China International Development Cooperation Agency CIDC ကနေတဆင့်ပံ့ပိုးကူညီပေးခဲ့တာဖြစ်ပြီးဒါကာမျိုးကနိုင်ငံတကာစာနယ်ဇင်းအစီအစဉ် WFP ကို လွှဲပြောင်းပေးရခဲ့ပါတယ်။ဒီလွှဲပြောင်းပေးရပွဲအခမ်းအနားကိုဒါကာမျိုးက WFP မှာပြုလုပ်ခဲ့ပြီးတရုတ်အစိုးရကဒီလိုလူဒန်းမှုအပေါ်ကြိုဆိုရလို့ WFP ကပြောကြားပါတယ်။ တရုတ်အစိုးရကကူညီလူဒန်းတွေငွေကြေးပမာဏကိုတည်င်းမှဖော်ပြမထားပေမဲ့လူဒန်းလိုက်တဲ့ငွေဟာဆန်ပဲမျိုးစုံနဲ့ဟင်းချက်စီတန်ရှင်1100ကိုဝေယူနိုင်မှာဖြစ်တယ်လို့ဒုက္ခသည်4500အတွက်3လစာရိတ်ခါထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာခရိုင်မှာရောက်ရှိနေတဲ့ဒုက္ခသည်တွေအတွက်စားနေခါအပြည့်အဝကူညီထောက်ပံ့ပေးမယ့်ငွေကြေးဟာအစ်စ်အလူငွေတွေမရောက်ရှိလာရင် လာမယ့်အောက်တိုဘာလမှာကုန်ဆုံးမှာဖြစ်တယ်လို့ WFP ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။